ဒါပေမဲ့သူအားသာချက်သူအားနေချက်ရှိတယ်ကစားသမားနှစ်ယောက်ရောက်တာပြောင်းပြန်ပြင်းတယ်မန်ယူကိုရောက်အောင်မှာကျွန်တော်ဘက်ကနေအကိုစားလို့တော့ဆိုကျွန်တော်ပြောတဲ့၃နှစ်လောက်ရှိသေးတယ်ကျွန်တော်ဒါအခုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဖတ်ခဲ့ရတယ်ဟိုလည်းမင်းဂျာနယ်မှာဂျာနယ်ရဲ့စာမျက်နှာမှာဒါတပတ်မရှိတရှိလေးပဲရှိတာဒါတော့ပုံခုမှနော်ပုံမခွင့်ကိုစာဘာမှမရှိဘူးတည်င်းတပုတ်စာလောက်ပဲရှိတာ အသာချက်ကအကိုကိုပြန်ရဲအကိုအသာချက်ဘာဖြစ်မလဲအာအကိုကစိတ်ကိုရှင်းအောင်ထားတယ်ဟုတ်ဘာမှလည်းစိတ်ထဲမှာမထည့်အောင်အားလုံးကိုညီကိုမောင်နှမတွေလိုပဲဆက်ဆံတယ်အာအဓိကတော့ကိုကဘာလိုအပ်လဲသူများကိုပဲကြည့်တယ်ကိုကဖြည့်ပေးတာကိုကလိုက်ဖြည့်ပေးတာဒါပဲပေါ့နော်အဓိကစိတ်ကိုကောင်းအောင်ထားတယ်လိုအပ်တာကိုဖြည့်ပေးတယ်ကိုနဲ့ပတ်သက်ပြီးတော့ညှို့ညင်မှုမရှိစေရဘူးပေါ့နော်အဲအဲ့ဒီလိုမျိုးစိတ်မျိုးတော့အကိုထားပြီးတော့တောက်လျှောက်တော့အလုံးလုံးတယ်ပေါ့ အဲ့ဒီဟာပါပဲအဓိကသင်တာမြင်တာကိုကကြီးကြီးငယ်ငယ်အကုန်လုံးကိုတပြေးတည်းပဲကျွန်တော်တွေ့ကျွန်တော်နဲ့ဆက်သချင်းတွေ့နော်အကူကျွန်တော်အကူသူခေါ်လို့အကူအာဘယ်လိုလုပ်ပါလဲဟိုဒါတော့ကိုကတော့လေးသားပေါ့နော်ဆက်သချင်းတွေ့တယ် TV ပဲအဲ့တို့ကရုံရောက်တာအကူက20ဆွဆုံးပဲရှိသေးတယ်လေကိုတို့ကရိုက်ဝေးလာရိုက်အတူတူပေါ့ဆက်လေးလေးပါလေးတောက်တဲ့ချိန်ပါ အကိုတော့အကိုအကိုတော့မလုပ်ပါနဲ့ဗျာ။ဟောအဲ့ထဲကတိလိုက်တယ်။ဟောဒီကိုရဲ့ဒီဆက်ဆန်ပေါင်းသိဆက်ဆန်ကြီးဒီစကားပြောဆွမ်းကြီးဘီယာစကေးလူတွေပေါ်ထားတဲ့ဟိုဟောအဲ့ထဲကတော့မြင်တာပေါ့။ဒါဒါလည်းဒီနယ်ပယ်ထဲမှာဒီလိုသွားနေလို့ရှိရင်ဒီလိုစိတ်ထားမှာလည်းရေရှိမြင်းမှာဆိုတော့မြင်တယ်။အဲ့ဒါလေးကိုတော့အဲ့လိုပေါင်းသိဆက်ဆန်ကြီးကောင်းချင်းကကျွန်တော်တို့ဒီနယ်ပယ်တစ်ခုမှာဘလောက်ထိအရေးပါတယ်လို့ဆိုရဘလောက်ထိကျွန်တော်တို့ကဥမာထားပါတော့ကျွန်တော်ပညာနဲ့လုပ်ရတဲ့အပိုင်းနေရှိတယ်။ ပေါင်းသင်းဆက်ဆံရေးထဲမှာရှေ့ဆက်သွားရမယ်အပိုင်းတွေလည်းရှိရောလေအဲ့လိုမျိုး balance ဖြစ်အောင်အဓိကဖြစ်ဒီကဖြစ် control control ဆိုရင်ကျွန်တော်တို့ကတကယ်ပေါင်းသင်းဆက်ဆံရေးကောင်းတယ်တကယ်ကြီးကြီးငယ်ငယ်ညီကိုရေလို့တကယ်လုံးဝဟို family ဖြစ်တဲ့အခြေအနေအတွက်ဖန်တီးယူရတာဘယ်လိုမျိုးဖန်တီးယူလဲအဲ့လိုမျိုးကျွန်တော်သိကြတယ်အာကျွန်တော်ကတော့လုံးမယူဘူးဗျခုနကကျွန်တော်ပြောတဲ့ဟာပေါ့နော်လူတယောက်ကိုလေးလေးဆဆဆက်ဆန်တယ်ချိန်ရင်းနဲ့ဆက်ဆန်တယ်သူ့ကိုကျွန်တော်ဘာဖြစ်ပေးရမလဲဆိုတဲ့ဟာအဓိကကြတယ်နောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲ တယောက်နဲ့တယောက်ကဒီမီဒီယာပဲဒီကျွန်တော်အားကစားမီဒီယာပေါ့နော်အားကစားမီဒီယာမှာကျွန်တော်တို့ရုပ်သံတင်ဆက်တာပဲဖြစ်ဖြစ်ဂျာနယ်လုပ်တာပဲဖြစ်ဖြစ်အကုန်လုံးကကူးလူးဆက်သွဲပြီးတော့တယောက်နဲ့တယောက်ကပေါင်းနေရတာပဲတယောက်နဲ့တယောက်ကတယောက်တည်းခြုံထွက်နေလို့မရဘူးအဲ့တော့ तू ဘာလို့လဲသူ့ဟာကိုဖြစ်ဥပမာကျွန်တော်အနည်းဆက်ဆုံးပြောရမယ်ဆိုကျွန်တော်အခု show ရိုက်နေတယ်ပေါ့နော် show တစ်ခု yay နေတယ်ဆိုတော့တယောက်တည်းပဲခြုံထွက်နေလို့မရဘူးအဲ့တော့ဘင်းသားကလူကလည်းသူ့အတွက်လည်းရှိတယ်ညီလေးအတွက်လည်းရှိတယ်ကိုအတွက်လည်းရှိတယ်ဒီဟာအားလုံးကအချိုးညီမှစတာ โอเคไอ้สายยินเนี่ยไอ้ไอ้ไดเมย์โกเดียวเนี่ยฉုံပြီးတော့ကိုရေးချင်တာညေးလို့မရအောင်ပြောတဲ့အခါကျရင်လည်း topic က Manchester United ပဲဖြစ်ဖြစ် Arsenal ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ် Liverpool ပဲဖြစ် Real ပဲဖြစ်ဖြစ် Barca ပဲဖြစ်ဖြစ်အဲ့ဒီဟာအားလုံးမှာ तू ကဘာကြိုက်လဲ तू ဘာကြိုက်လဲ तू မကြိုက်ဘူးအဲအဲ့ဒီလိုမျိုးတွေညှိကြတော့အပြင်မှာရောအထဲမှာရောအဲ့လိုမျိုးညှိလိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီဘက်ခေပြောကြရပါ chemistry မိကြတယ်ပေါ့နော်မမိလဲမိအောင်လို့လိုက်ပြီးတော့တစ်ချိန်ပေါ့ရင်နောက်တစ်ချိန်သူ့ကြိုက်ပါရှိလဲကိုကြိုက်ပါရှိလဲကိုကဖြစ်ပေးတဲ့သူဆိုတော့မှတ်ထားပေါ့ ကိုကမေးချင်တယ်တကူဒါပေမဲ့သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ဟာဆိုလို့ရှိရင်အဒီဟာမျိုးတွေကြာရင်ကိုကတခုနှစ်ခုလောက်ပဲဟိုကဖြစ်သူကြိုက်တဲ့ဟာမျိုးတွေပေါ့နော်နောက်ပြီးတော့စကားပြောအာကောင်းအောင်ပေါ့စကားပြောကောင်းအောင်တော့သူကြိုက်တဲ့ဟာတွေသူမကြိုက်တဲ့ဟာတွေကိုလည်းဒီမေးရမဲ့မေးခွန်းတွေတဲကပဲဟိုကိုက host ဆိုလို့ရှိရင် host အနေနဲ့လာလာပါပါမေးတာလို့ဖြေတဲ့အခါကျရင်လည်းလာလာပါပါဖြေတာလို့ဒါဒါဒါဒီ show အတွက်ပြောတာပေါ့နော်အလုတ်ကအလုံးနဲ့တူအောင်လို့ပြောရင်းနဲ့တင်သွားကြတာပေါ့အဲ့ဒါတွေကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ ဆရာကြီးကတင်ပေးခဲ့တာလေတင်ပေးခဲ့တယ်ဆိုတာဟိုဟိုဒီလိုမျိုးဓာတ်ဓာတ်မလောက်ကဘူးဒီလိုပြောတာကြီးလည်းရှိတယ်နောက်ပြီးတော့ဘလောက်ထီတော်မှလည်းဆိုတော့ဒါညီလေးကိုပြောတဲ့ဟာတွေဆိုလည်းအကိုကြည့်ရတာပဲကိုလိုတာကိုပြန်ပြီးတော့ယူရတာပဲလीเนาะဘယ်တော့မှမကုန်ခန်းဓာတ်ကြီးကမကြည့်လို့ပဲလုံနေရတာ โอเคပါကျေးဇူးတင်ပါတယ်ဆိုတော့တော်တော်လေးကျွန်တော်တို့လည်းပညာရပါတယ်အဓိကဖြစ်ကျွန်တော်တို့ ਨੇ စီချာချာလလန်းမမီလိုက်တဲ့ဒီ channel ဘက်ကနေစပြီးတော့ဟိုးဒီ KU ဒီ pioneer လောက်ကေကစပြီးတော့ဒါကိုထုံးငယ်ဖြတ်တန်းတာတွေအခက်ခဲပေါ့ပုံမှန်ကျွန်တော်တို့က channel တစ်စောင်ဖတ်ရင်ဟောစောင်းမဆိုလဲစောင်းမဖတ်လိုက်တာပဲအဆင်ပြေနေပြီးတော့ဒါပေမဲ့တကယ်လောက်ရတဲ့လူတွေကစာလုံးပေါင်းတပုံလေးတာအစားဘယ်လောက်တိအောင်လောက်ရလဲအဲ့လိုအများကြီးရှိပါတယ်အများကြီးအများကြီးကျွန်တော်သိချင်တာတကူပါလေအဲ့လိုမျိုးကိုထုံးတို့ ဆောင်းပါးတွေစရည်တဲ့အချိန်မှာလို့စလုံးရည်တွေပါတွေတတ်မှတ်ပြီးတာမျိုးဒါမှမဟုတ်ကန့်သက်ထားမျိုးရှိလားမရှိဘူးဗျာဟိုဘယ်လိုပြောမလဲထားပေါ့ကျွန်တော်စာစာရည်ပြီဆိုလို့ရှိရင်ကျွန်တော်ဘလာဆောင်းနဲ့စရည်တယ်ပေါ့နော်ဘလာဆောင်းနဲ့စရည်တယ်ဆိုလို့ရှိရင်ဘလာဆောင်းအလဲစာရွက်ကိုကျွန်တော်ဖြုတ်လိုက်တယ်ဒီကောင်ကဒီလိုမျိုးထားလိုက်ရင်ကျွန်တော် info ပဲရှိမှာပေါ့ info ပဲဒီပဲပဲရှိမှာပေါ့အဲ့ဒီဟာကိုများတယ်လို့ကိုကိုကိုခံစားရတာဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်ဂျာနယ်ရဲ့စာမျက်နှာမှာဒါတော့ မရှိတရှိလေးပဲရှိတာဒါတော့ပုံခုမှနော်ပုံမခွင့်ကိုစာဘာမှမရှိဘူးသတင်းတပုတ်စာလောက်ပဲရှိတာအဲ့ဒီကနေကျွန်တော်စူးစမ်းရတဲ့စာရှေရှေရေးပါ legal နဲ့ရေးပါအဲအဲ့ဒီလိုမျိုးတွေဆရာတွေတွန်တင်တာ legal ဆိုလို့ရှိရင်လည်းအနည်းဆုံးနှစ်မျက်နှာခွဲသုံးမျက်နှာရေးပါအဲ့ဒီလောက်မှပုံခုလိုက်မှကျွန်တော်တို့ကဂျာနယ်စာမျက်နှာတစ်မျက်နှာရတယ်နှစ်မျက်နှာဆိုလို့ရှိရင်အလဲခွာဖောင်နှစ်မျက်နှာဆိုလို့ရှိရင်မရတော့အနည်းဆုံး6မျက်နှာ9မျက်နှာရေးရတာတော်တော်များတာစလုံးရေကန့်တက်လာတော့အဲ့ဒါတော့ ကိုကိုယ်တိုင်ခံစားရတဲ့ဟာပေါ့နော်စလုံးကြီးကန့်တက်တယ်ငါဘယ်နှလုံးရှိပြီငါဘယ်နှလုံးရှိပြီဒါပေမဲ့အဲ့လိုသွားရေးလို့မရဘူးသူကစိတ်ထဲမှာထွက်ပေါ်လာတဲ့ခံစားချက်ရေးရတာပေါ့အမဟောဘယ်လိုပြောမလဲဒီဘက်ခက်ဆိုလို့ရှိရင်လမိုင်းရမယ်ပေါ့သူဘယ်ကနေဖြစ်လာတာလဲသူဖြစ်လာတဲ့အကြောင်းအရာတွေကျွန်တော်ပြောကြမယ်နောက်ပြီးတော့သူနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့ဟာတွေသူအောင်မြင်မှုတွေနောက်သူကစားခဲ့တဲ့ကစားပေါက်တွေနောက်ရွယ်ငယ်ငယ်နဲ့စုနေကြတာတွေအဲအဲ့ဒီလိုမျိုးရင်းရင်းနဲ့ခါလေးကျတော့ရေးတာလက်ကလွန်သွားတော့စာမှုသွားပေးတဲ့အခါမျိုးじゃない ညားလိုက်တာကွာခွာဖော်မဟုတ်ဘူးလေအဲလိုမျိုးတွေဖြစ်ရောအဲဒီခါလေးကျရင်လည်းအရှိကြီးခိုင်းရင်ခွာဖော်မှာကိုကမထွက်တော့ဘူးဟုတ်ကဲ့ခေါင်းပူတဲ့အချိန်တွေနောက်ဟိုစလုံးခန်းသွားတဲ့အချိန်မျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲဒီလိုမျိုးတွေလည်းရှိခဲ့ပါတယ်အခုရအခုဘောလုံးတော့ကမှာဒါဆိုဒီဘောလုံးနဲ့ပတ်သက်ပြီးတော့တောက်လျှောက်လုံလာတယ်ဟာဆိုဒါတသက်လုံးတော်ဖြစ်နေဟုတ်ကဲ့ကိုကိုဘောကတော်ဝင်ကျွန်တော်ဒါနေပဲသွားနေပြဟုတ်ကဲ့ဟိုမငင်းခွေဘူးလားတခါလေး ထွက်သွားဖို့မစဉ်းစားမိလားဒီလောကထဲကျွန်တော်ကချစ်တာကျွန်တော်ကချစ်တာပြီးပြီပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ဘောလုံးသမားတွေကိုချစ်တယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော် ရေးရတာခုံမင်နေပေါ့နော်ဟိုဝါသနာလဲပါတယ်နောက်ဒီလောက်ကိုကျွန်တော်မုံလို့မရမုံလို့မရဆိုတာဒါဟိုဒီလိုသွားနေလို့မဟုတ်ဘူးနော် ကျွန်တော်အားနေလေကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ခေါင်းထဲမှာရှိတာလေးကျွန်တော်ဒီ social မှာကျွန်တော်ရေးချင်ရေးမယ်ဒီခါလေးကြလို့ရှိရင်ကျွန်တော်စာရွက်လေးတွေနဲ့ကျွန်တော်ရေးချင်ရေးမယ်ပုံလေးတွေတင်ချင်တင်မယ်ဟိုကိုကိုကိုဒါနဲ့ ျော်တလို့ဘေးနားမှာရှိတဲ့မိတ်ဆွေတွေတငယ်ချင်းတွေကိုယ်အဝန်းဝိုင်းမှာရှိတဲ့သူတွေဒါကြီးကိုကျွန်တော်က share လုပ်ပေးလိုက်တာပျော်ရတာပေါ့နော်ဘောလုံးကိုချက်တာရင်ဘကြီးနဲ့ချက်ရတာပိုပျော်ဖို့ကောင်းတယ်ဟုတ်တယ်အဲဟုတ်ပါကျွန်တော်တို့လည်းအားကြောင့်မို့လဲဒီမှာကျွန်တော်တို့လည်းအကိုစားလို့တော့ဆိုကျွန်တော်ပြောတဲ့၃နှစ်လောက်ရှိသေးတယ်ကျွန်တော်ကအခုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ Olympic Channel မှာ ဖတ်ခဲ့ရတဲ့အကအကလောင်ရှင်နဲ့အတူတူစကားထိုင်ပြီးတော့ကျွန်တော်တို့လည်းတကယ်ကိုင်းပါဟုတ်ကဲ့ပါကျေးဇူးလည်းတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါနောက်ဆုံးအနေနဲ့ပေါ့ဒါဒီကျွန်တော်တို့နာမည်ပရီးမီယာလိရာသီပေါ့ပရီးမီယာလိရာသီမှာဘယ်အသင်းတွေကဘလို့ဖြစ်နိုင်ရရှိတဲ့အတူတူပေါ့အကြံဉာဏ်လေးပေါ့ဘယ်အသင်းတွေသဘောကျလဲကစားသမားတွေဘယ်ကစားသမားတွေဖြစ်လာမယ်လို့ထင်လဲကိုတို့ရဲ့အမြင်လေးလို့ပေါ့အာပထမဆုံးကတော့ပရီးမီယာလိကျွန်တော်ထိပ်သီး ငါးသိန်းပေါ့နော်ငါးသိန်းကျွန်တော်စိတ်ထဲမှာမှန်းမိတာလေးရှိတယ်လက်ရှိပြင်ဆင်ပုံတွေအရဆိုရင်တော့လီဗာပူးကိုတော့ကြော်လို့တော့မရသေးဘူးလီဗာပူးကိုကြော်လို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ယာဒီချိုကစားခဲ့တဲ့ဟာတွေဖလားလွှဲတာတွေခဏထားလိုက်အောင်သူစုဖွဲ့မှုသူသွားမဲ့ခီးလီဗာပူးလက်ခီးချမ်းနဲ့ပြိုင်ပွဲရရရှိတယ်ဆိုပေမဲ့သူစုဖွဲ့ပြီးတော့သူ့နေရာနဲ့သူအန်ဝင်အောင်လုပ်ထားတာပထမဆုံးလီဗာပူးမန်စီးတီးကပြန်ပြီးတည်နေရတဲ့အချိန်ဆိုတော့ အာဆင်နယ်ကိုကြော်လို့တော့မရလောက်သေးဘူးတော့ကျွန်တော်ထင်တယ်ဗျ။အာဆင်နယ်ကတော့တော်တော်ကောင်းတယ်။ဒါပေမဲ့ချန်ပီယံပြေးလမ်းပေါ်မှာကျွန်တော်ကြောက်တာတစ်ချက်ရှိတယ်။ဒီဇင်ဘာပွဲချက်ကာလဆိုရင်ဒါကြီးကချိန်စာမဟုတ်ဘူးဆိုပေမဲ့သူ့ရဲ့တက်ရောက်မှုကအဲ့ဒီနားရောက်ရင်ပြဿနာများတယ်ဗျ။အဲ့ဒါလေးတစ်ချက်ရှိတယ်။အခုအခုဆိုရင်ကျွန်တော်ကွင်းလယ်မှာနည်းနည်းလေးဟိုလူထဲ့ချင်တယ်ဒီလူထဲ့ချင်တယ်ဆိုတော့အပိုင်းစားတွေကပြည်သက်တွေကြားထဲမှာတော်တော်လေးဝိဝါဒတွေကွဲနေပြီ။အဲ့ဒီပိုင်းလေးတွေရှိတယ်။အဲအဲ့ဒါပြီးသွားရင်တော့ဒါကျွန်တော် Chelsea ပေါ့။ Chelsea တော့ကျွန်တော် ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအားပေးတယ်ဒါပေမဲ့ Chelsea သွားတဲ့ပုံစံကနည်းနည်းခါမလားမလို့နော်ခါမလားဆိုတာကျွန်တော်ဒီ PSG ကိုကျွန်တော် World Cup ကမှာနိုင်သွားတာတော့တပိုင်းထားလိုက်ဒါပေမဲ့ Cole Palmer တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အကြောင်းအရာကကျွန်တော်တို့တော်တော်ဒုက္ခပေးနေတယ်ခက်စတန်လည်းဒုက္ခပေးနေတယ်ပြီးရင်တော့ Man City Man City ကိုလည်းကျွန်တော်တို့ကြည့်ရမယ် Man City Man City ပြီးသွားရင်တော့ Manchester United ပေါ့ဘာဖြစ်လို့လဲဆိုတော့ Manchester United ကတော့ ကျွန်တော်တို့မှာလိုကယ်ပွဲတွေပဲရှိတယ်။ဒါကျွန်တော်အကြမ်းပြင်းတော့ပွဲမတိုင်ခင်ကျွန်တော်သုံးသက်တာတကယ်တမ်းမှာ injury တို့ဘာလို့ညာတို့ဖြစ်လာတဲ့အချိန်ကြောင့်အလဲပြောင်းတာအများကြီးဖြစ်လာနိုင်သေးတယ်။ဒါကြောင့်မလို့ကျွန်တော်ဒါရွေးတယ်။နောက်ထူးထူးခြားခြားအနေနဲ့ကတော့ဘာရှိနိုင်လဲဆိုတော့ တက်တက်လာတဲ့ကလပ်ထဲမှာကျွန်တော်တို့ပြန်ကြည့်ရမှာ lease ကိုတော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမယ်အဲ့ဒီဟာတော့မဖြစ်မနေကျွန်တော်တို့ပြန်ကြည့်ရမယ်အပိုင်းဒါတက်တက်ကလပ်တွေရဲ့အစင်လာထဲမှာ count တာပေါ့နော်ထူးထူးခြားခြားဖြစ်နိုင်တယ်လူသစ်တွေထဲမှာဆိုလို့ရှိရင်တော့အားလုံးကစောင့်ကြည့်ကြတယ် shares ကိုတို့နော်နောက်ပြီးတော့ကျွန်တော် Arsenal မင်းသားကြီး super ရောက်ကြရဲဆိုဒီမင်းသားတွေကိုလည်းကျွန်တော်တို့ဟာမဖြစ်မနေထူးထူးစောင့်ကြည့်ရမှာနော်အဲ့ဒါတခုခုမြင်ချင်ဟိုအခုအရင်ကတော့ဂျားဂျားဖြေလို့မရဘူးဒါမငင်းနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော် ဘယ်သူလဲဆိုအောင်လေ Sesco နဲ့ Yorkres ဆိုရင်ဘယ်သူလဲအော်ပွင့်လင်းပြောရရင်ကျွန်တော် Sesco Manchester United မှာဆော့တာကျွန်တော်မကြည့်ရသေးဘူးကျွန်တော် Yorkres ကတော့ကျွန်တော်တို့ပွဲရတော့နှစ်ပွဲသုံးပွဲလောက်ရှိပြီအံဝင်ချင်းဝင်ချင်းကတကယ်ပွဲကြမှာပဲကျွန်တော်တို့ကြည့်ရမှာလက်ရှိအနေအထားအရဆိုလို့ရှိရင်တော့50 50ကျွန်တော်ကြားမချအောင်เนาะဒါပေမဲ့သူအားတကျသူအားနေချက်ရှိတယ်ကစားသမားနှစ်ယောက်ရောက်တာပြောင်းပြန်ပြင်းတယ်ဟုတ်ကဲ့ Man U ကိုရောက်အောင်မှာဒီဘက်ကနေ Yorkres ရောက်အောင်မှာ အာဆင်နယ်ကိုတကယ်တမ်းရောက်ရမှာအာဆင်နယ်မှာတကယ်တမ်းလိုအပ်နေတာရှက်စကိုလိုနေတာဒါပေမဲ့အဲ့လိုစန့်ကျင်ဘက်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ supporting ပေးနိုင်မဲ့သူတွေကတော့တော်တော်ခက်တယ်ဘသူအန်ဝင်မလဲလို့မေးကြကြေးဟေးဆိုလို့ရှိရင်တော့တယောက်လုံးကတော့အန်ဝင်ကြမှာပဲတိုက်မတူကြတဲ့အတွက်ကြောင့်မလို့တယောက်ကလည်းရံမောင်းမြန်မာပြီးတော့လေတရဘောလုံးရော ground ball ဆော့တတ်တယ်နောက်တယောက်ကကျတော့သူ့အကြိုက် percentage ကောင်းကောင်းထိုးထည့်ပေး long ball တွေပေးခေါင်းထိတိပိပိတိုက်မယ်ဆိုတဲ့သူတွေကြီးပဲတစ်ချက်ပဲ ဒါပါလဲဆိုတော့ထိထိမိမိနဲ့အဆုံးသက်အမှတ်ရရှိရေးအတွက်ဘယ်သူလောက်ပေးမလဲဆိုတဲ့အပိုင်းဒီပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ပုံမှန်လင်းလင်းပြောကြကြည်ပေါ့နော်ကျွန်တော်ကတော့စူဖွဲ့မှုကြစ်လက်ပြီးတော့တော်တော်ကိုရှေ့သွားမဲ့အပိုင်းထဲမှာဆိုရင်တော့ကျွန်တော်အာဆင်နယ်ရဆရာသမားကိုပဲကျွန်တော်ကြိုက်တယ်ယောဂရက်စ်ကနည်းနည်းလေးဝိတ်တက်နေတာတော့မှန်တယ်ဒါပေမဲ့တကယ်ပွဲစားတဲ့အချိန်ကျရင် ဖန်ပါစီမဟုတ်တဲ့နောက်ထပ်ပုံစံတစ်မျိုးများမြင်ရမလားပေါ့နော်ဒါကျွန်တော်မန်ယူအသင်းကိုကျွန်တော်ရှော့ပြောတာမဟုတ်ဘူးမန်ယူဖန်တွေကိုလည်းပြောတာမဟုတ်ဘူးရှက်စကိုဒီသူ့တိုက်နဲ့တူလာတာဒါပေမဲ့ဒီဘက်မှာရှိနေတဲ့ကွန်ညာနဲ့အမ်ဘရူမိုရိုရဲ့လောင်းဘောတွေကလည်းတကယ်အလုပ်ဖြစ်နိုင်တယ်ဒါပေမဲ့စူးစီးမှုမြန်မြန်ဆန်ဆန်အသားကျနိုင်တာတော့စောစောစီးစီးပွဲကစားထားတဲ့ခုနကပြောရယောဂရက်စ်ကတော့အသားပိုကြလိမ့်မယ်ဂျောဂရက်စ်ကိုပို့ပြီးတော့သဘောကျတယ်ဟုတ်တယ်တပွဲပြီးတပွဲလိုအပ်ချက်တွေဖြည့်နေရင်တော့ကောင်းသွားမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ဒါဒီနေ့ကျွန်တော်တို့ဘတ်စွန်ဂိမ်းမှာလာရောက်ပြီးတော့ ဒါပူပေါင်းပြီးတော့ကျွန်တော်တို့တည်ကြကြလေးပြည့်ပြည့်စုံစုံဟိုပညာရေးလည်းရတယ်တကယ်ကျွန်တော်တို့မသိရတဲ့ဟာလေးသိရတယ်အောင်ကြော်ပြပြရတော့ကိုထုံးတကယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့မှာပဲရှင်းလိုက်အောင်ကိုဟုတ်ကဲ့ပါဗျကျေးဇူးတင်ပါတယ်နော်ဟုတ် โอเคပါဒီနေ့ကျွန်တော်တို့ဘတ်စွန်ဂိတ်တော့ရှိုးပါတော့ကိုတူတူလိုင်းနဲ့အတူကျွန်တော်တို့ဒါကိုတူရဲ့အရင်ငယ်ဘဝအကြောင်းလေးပြီးတော့ channel လောကဖြတ်တန်းပြရတယ်လက်ရှိရိုက်ကူးရေးတွေလုပ်နေတဲ့အားကစားအစီအစဉ်တင်ဆက်သူတွေလုပ်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆဆုံးလင်းလင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခြေပြုရှိခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ဒါမှအစီအစဉ်တွေမှာဆက်လက်ပြီးတော့တွေ့ကြပါမယ် in sight bet on game we own the night from the streets to the stage And dreams.